အာဒီတခါတော့ကျွန်တော်တို့အာ step by ကိုဘုန်းနံကိုပဲတုံးပြီးတော့ကျွန်တော် breakfast day တခုလို့တိဆောက်လဲဆိုတဲ့အကြောင်းလေးနည်းနည်းရှင်းပြပါမယ်။ Okay ပထမဆုံးကျွန်တော်တို့တုံးတဲ့အမယ် ribbon ကိုတော့အာ circulation က step by component ကိုယူလိုက်မယ်။ Okay okay ဒီလိုဆက်ပြီးတော့ဒီကမှာပါယူရမယ်ကျွန်တော်တို့က breakfast ကိုယူရမယ်။ Okay breakfast ကိုယူမယ်။ level ကတော့ base data ဒီဒီ perform နဲ့ instant properties ကတော့ကျွန်တော်ထူးခြားပြောင်းလို့မရှိဘူးဒါ type ကိုတော့ okay ဒါဆိုကျွန်တော်ပေါ့တွေ့အောင်လဲဆိုတော့ edit type ကို name data နဲ့ကျွန်တော်တို့ဒီ precast day ရဲ့ type properties တက်လာတယ်အဲ့မှာတော့ဒီချင်းတွေကနေပြီးတော့ကျွန်တော်လိုချင်တဲ့ချင်းတွေကိုကျွန်တော်ကဒါဒီမှာဆိုတော့ duplicate လုပ်လိုက် precast ကိုလည်းကျွန်တော်က e လို့ပြလိုက်မယ် okay အဲ့ဒါကျွန်တော် step ပြသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ riser height ကို1.7ပိုက်ထားလိုက် thread အာ minimum depth ကို250ထားလိုက် okay wave ကိုတထောင်မှထားတာပြဿနာမရှိဘူးကျွန်တော် run type ကိုကျွန်တော် block ထားမှဆို run type ကိုကျွန်တော်တို့အ200ထားမှဆိုတော့ edit လုပ်ရရှင်ကျွန်တော်200ရှိပြီသားဆို200ထားတယ်လို့မရှိသေးဘူးဆိုတော့ကျွန်တော်တို့ duplicate လုပ်ပြအောင်နော်ဟုတ်လား200ပဲထားလိုက်ပြီးရင်ကျွန်တော်အပြောင်းလည်းမရှိဘူး ဆိုတော့တကယ်လို့ကျွန်တော် riser မှာကို riser slanted လာရေရို riser လာဆိုတာလည်းမခွဲတကယ်လို့ဒီနေရာမှာတော့ကျွန်တော်တို့ကဒီ riser မသုံးဘယ်နေရာမှာပဲသုံးတော့လဲဆိုတော့တစ်ခါတည်း riser ကိုထည့်ရတဲ့တဘောကျွန်တော်တို့ဒီမှာထပ်ပြီးတော့ပိုးတဲ့အခါမျိုးမှာသုံးတော့ဘူးနော်ဒီ concrete မှာကိုပဲကျွန်တော်ထပ်ပြီးတော့ပိုးရင်သုံးတယ်လောတော့မှာမသုံးဘူး track ကိုလည်းထူထူကောင်းမသုံး concrete အသားတိုင်းပဲထားမှာဒါမှမဟုတ်ပဲနဲ့ကျွန်တော်ကတစ်ခါလေးကြာရင်ဒီ concrete အသားပေါ်မှာ trainer riser ပေါ်ထပ်အောင်ကျင်းတော့ဒီကောင်းလေးကို check ပေးပြီးတော့ကျွန်တော် thickness တွေခဏနေပြရအောင် โอเคဒီနေ့မှာတော့ကျွန်တော်တမ်း3 check ထားတာ slant လည်းပဲသွားမယ် slant လည်းမသွားခြင်းလို့တကယ်လို့အချိန်လို့လို့ရှိရင်တော့အလုံးကဒီ riser တွေကဒဲဖြစ်နေမှာပေါ့နော်စောင်းနေပေါ့ကျွန်တော်တို့စောင်းလို့ပဲထားရပါဒီ apply လို့โอเคတော့ဒါဆိုရင်ကျွန်တော်တို့ run type ကိုရပြီโอเค color line type ကိုသွားမယ် line type ကိုသွားမယ် line type ကျတော့ကျွန်တော်တို့ monitor တက်တီအာ sorry monitor တက်တယ်လေဘာလို့ precast precast ကလည်း monitor တက်တယ်ပဲโอเค ဒါဒီမှာ thickness ကကျွန်တော်ဘယ်လောက်ထားမလဲဆိုတော့အာ250လောက်ထားတယ်200ဆိုရင်နည်းနည်းတိမယ်ဘာဆိုတော့ကျွန်တော်ကျွန်တော်တို့ run ကသူလာချိန်မယ်ညမှာ notch တွေ ਨੇ connection type တွေလာမှာဆိုတော့250လောက်ထားလိုက် okay ပြီး okay ပြလိုက်ကျွန်တော်ဒီ landing type တွေကို create လုပ်ပြီးတော့ရှိရင်ကျွန်တော်ပြန်သုံးလိုက်ရအောင်နော်ဒီဘုံလေးသိဆုံးမလို့သိပေါ့နော်ဒါပြော okay ပြလိုက်ဒီချိန်ရသွားပြီးတော့ဒီမှာပါလာမယ်ဆိုတော့ notch ဒီ connection method အနေနဲ့ notch ကိုသုံးမယ် သူပေးတဲ့တရားတရားတိုင်းမဲ့ထားပြီးတော့ကျွန်တော်နောက်မှတရားလေးကိုပေးနေမှာဒါလေးပြောပေးနေမှာ effective ဆိုတော့ကျွန်တော်ပြရမယ်โอเคဒီ support မှာ right ကို left ကိုကျွန်တော်နိုင်မထားတာလားကျွန်တော် precast stress support မလိုဘူးပြီးရင် okay ပြလို့ရတယ်ဒါလေးကျွန်တော်လို့ပြနေ precast အာ state type a အကြောင်းโอเคပြီးရင်ဒီမှာကျွန်တော် 3d ရဲ့ plan ကနေတော့လိုက်ပြီးတော့ဒီမှာ search ရမယ်ဒီညာလေးမှာ search မယ်ဆိုတော့ဒီညာလေးစမယ် အဲဆိုတော့ရှစ်ခုရှစ်ခုပဲထားမယ်ညတော့စက်တက်မယ်ဆိုတော့အာစက်တက်မယ်ဒါဆိုရင်သူကသူ landing link ကပ်လုပ်ပေးသွားလိမ့်မယ်ဒီ top sorry not joint can only be create okay အဲ့တော့ဒီအစ်စ်မလာခဲ့မှာကျွန်တော်ပါလုပ်မယ်ဆိုအဲ့ဒီတစ်ချက်ပြောရအောင် okay အဲ့တော့ biggest test ဆိုတော့မယ်ဆိုရင် of first flight ကိုဆွဲပြီးတည်ထား okay တည်ထားမယ်ဆိုပါလဲဆိုတော့ဒီနေရာမှာသူရဲ့ သူရဲ့ဒီ flight type ပေါ့နော်တော့တယ်မှာလာပြီ okay ပြဿနာမရှိတော့ notch ဆိုတာလေးဒီမှာလာပေါ်တာရှိတဲ့ထားကြည့်လိုက်ရှိတဲ့မြန်အရင် notch လေးပြီးကျွန်တော် landing ရည်လာပါ okay ဒီမှာဒီကျွန်တော် landing တခုဆွဲလို့ရတယ်ပြဿနာမရှိဘူးဆိုတော့ဒီမှာ landing ဆွဲလိုက်မယ် landing ဟိုဒီကနေပြီးတော့ပဲဆွဲလိုက်မယ်ဆိုတော့ဆိုတော့တော်တော်ရည်စားပြီးလာပါ okay ထောက်နေရတယ်ဆွဲလိုက်မယ်ဒါ finish ပြလိုက် ဘလိုပုံမှန်ပေါ်မယ်ဆိုတော့ကကျွန်တော်ဒီမှာဒါဒါလေးလည်းနေပေါ်လာမှာဟုတ်ပြီနော်ဒီမှာ notch နဲ့လာမယ်ဒီစိနေပြဿနာမရှိဘူး notch စစ်တက်တက်တော့ဆိုတော့နောက်တော့မှလို round clip ပြမယ်ဒီ plan view နဲ့ပဲဆွဲမယ်ဆိုတော့ဒီလေးစမယ်ပြီးလို့ရှိရင်ဒုတိယ flight အဲတော့ကျွန်တော်ဒီနောက်ထပ်၈ခု၉ခုတက်ပြမယ်ဆိုတော့ okay now's get only joy ကဲ့သို့အတီတီဒီပြဿနာပေါ်တဲ့အကြောင်းရဲ့ဒီမှာလာဒီ NOS ကပေါ်ဖိုက် join မယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့အကျွန်တော်အစအကောင်မှာဘာဖြစ်လို့လဲဆိုတဲ့ဟာကိုကြည့်မယ်ဒီစာနဲ့ပတ်သက်ပြီးတော့ကြည့်မယ်စာပါကြည့်ထားရဲဆိုတော့ Okay အဲ့ကျွန်တော်ဒီကောက်တာဟုတ်ပြီဟောဒီဒုတိယအစင်းနဲ့တက်တော့ဒီညမှာ notch နဲ့မ join မယ်ဒီလို straight ဖြစ်နေဇလန်ပါလဲဆိုတော့ဟောဒီ stay ရဲ့ဟောဒီ type မှာကျွန်တော် begin begin ကို rise ရဲစားတယ် okay ပြီးလို့ရှိရင် end ကိုလည်းအ sorry အ begin ကိုဒီ rise ဖြစ်နေတဲ့အတွက်ကြောင့်ဒီပြဿနာတက်တယ်ဆိုတော့ဘာဆိုတော့ begin ကျွန်တော်ဒီ biggest stage ဆိုလို့ရှိရင်ဟောဒီလိုဂျာ intermediate flight ဒီထည့်ပြီးဆိုတဲ့အခါကျလို့ရှိရင်ကျွန်တော်က rise နဲ့စားလို့မဖြစ်ဘူး rise နဲ့မစားမှကျွန်တော်ရဲ့လေကားဒီစတဲ့ကလေးအထွန်းနဲ့စတဲ့မှာကျွန်တော်ဟောဒီ notch landing ကိုယူလို့ရအောင် okay notch join ကိုယူလို့ရအောင်ဒါမှမဟုတ်ကျွန်တော် intermediate flight ထည့်ပြီးဆိုတာနဲ့ဟောဒီ type ကိုအာ the direct flight type ပါပြရမယ်ဆိုတော့ train နဲ့စပြီး train နဲ့ပဲဆောင်းရမယ်ဒါဆို train နဲ့ဆောင်းတော့ဒီကစတဲ့တော့ resonated တဲ့ပတ်သက်မှာမရှိဘူးသူကအောက်ခြေရစတဲ့တော့မဟုတ်ဘူးကျွန်တော်ဒီနေရာရောက်လာပြီဆိုလို့ရှိရင်ပြထားအောင်အဲ့တော့ပါတော့ကျွန်တော်တို့ဒီ လဲအဲ thread တွေပဲစပြီးတော့ thread နဲ့ solve ပဲဒါမှကျွန်တော်တို့တင်တဲ့ပုံစံရအောင် okay အဲ့တော့နောက်ဆုံး file ကိုကျွန်တော် set ဆွဲမယ်ဆိုတော့ learning တော့မယ် my sketch ကိုပဲတုံးမယ်ဒီ rectangle တော့မယ်ဒါဒီမှာဆွဲနေရမှာကျွန်တော်ဖိုလီပွိုင်းမီးဖို့လို m point okay m point မီးမှာကျွန်တော်တို့ကျွန်တော်ရဲ့အနေလေးဒီသူ့အတိုင်းသူ့လိုချင်တဲ့အတိုင်းပေါ့ finish ပြီးလား okay last slide ဆိုမယ် run okay မြန်မာ ဆိုရမယ်ဆိုတော့အခုတော့လည်းလာတယ်တက်နောက်ကြည့်တော့ဆက်လက်ပြီးလာတယ်သူ့ကိုလည်းအာ begin with riser အချက်လို့လာအဲ့တော့ begin with riser ဒီဒီနေရာမှာအာရေးကြည့်လာပြီ okay သူ့ကိုထည့်ခြင်းမထည့်ခြင်းနဲ့ပတ်သက်တဲ့အကျိုးပြည့်ပြည့်ဒီမှာပေါ်လာတာနောက်ဆုံးအနေနဲ့ကျွန်တော်ကျွန်တော်ဒီမှာ last night ရောဒီမှာကောက်ထည့်ရတယ် Okay, uh, I need to go to the manager, the other time, the end of the line. wir einmal so und so finde ich wieder okay da so in der precast okay ich finde ich wieder okay die haben wir hier mal hier bereit ich schon အဲဒီကကြည့်ရတဲ့နေနေတစ်ဆင့်တစ်ထစ်လို့လည်းသဘောရှိတယ်။ဒီတစ်ထစ်လို့လည်းသဘောရှိတယ်။အဲဒီတော့ဘာလုပ်ကောင်းလဲဆိုတော့အဲ့ဒီပြန်ပြီးဒီဘာဒီကောင်းလို့ဘာလုပ်မလဲဆိုတော့၄တောက်မှထားလိုက်။ဘုံနဲ့ဒီကောင်းမစစ်မိလား။၄တောက်မှထား။ ရဲ့ admin လို့လည်းပို့တာမရှိဘူး။အဲကျွန်တော်ဒီ com ကိုပါလောက်အောင်လဲဆိုတော့ဒီ com ကိုအဲဒီ com ကိုတစ်တက်တူအောင်တစ်တူတော့တူးတဲ့နီးက plan တွေပေါ့။ဒီ com ကျွန် shader ကို hide မဲ့ထားလိုက်မှာ။ဒီပစာလို့ရအောင်။ Okay ဒါလေးကိုမကောင်းအောင်နေပြီးတော့နောက်ထပ်တစ်ဆင့်ထပ်ဆွဲလိုက်။တစ်စား Okay ဒီလိုရှိရင်ဒီ com ကိုပါလောက်မယ်ဆိုတော့အဲ edit ပြန်ပေးလိုက် သူကဒီမှာရက်လို့မရဘူးတခုလုံးကိုပြောရှုရမယ်ဆိုတော့ move လုပ်ပြီးတော့ join လို့နောက်ရှိပြန်တယ်ဖြစ်ပြန်တယ်ဒါဆိုရင်ဟိုလိုချင်တဲ့ပုံစံလေးကိုရရတယ် okay oops sorry ဘာလို့ချောတော့မဟုတ်တော့တတိတိကကျွန်တော်ကဘာလို့လဲဆိုဒီကောင်အစုံကိုဘာနဲ့စုံလဲဆိုတော့ thread နဲ့လို့စုံတယ်ဒီ tone ဆိုတော့မှာလည်းတတိရောပါဘူး Тысяча. Uh, okay, come on. ဆွဲရမယ်ဆိုတော့လည်းနီဆိုနေလည်းနီဟိုက်ကိုလောက်ထောင်းလဲဆိုတော့ဆိုစကက်ရှ်အေးအဲဖိုတော့တယ်โอเคဖိုင်မီညီမအဲကျော်လို့ဂျင်းနဲ့လည်းနီဝေ့နဲ့ကောင်းတယ်တဲ့ကိဆွဲလိုက်ပြီးတော့မှဒီအောင်လေးပြောလိုက်မယ်တောင်းဒီရဆိုတော့ဟိုညောင်းပြီး finish ပြီးလာဒါဆိုရင်ကျွန်တော်တို့ကျွန်တော်လည်းနေနေကျွန်တော်လိုချင်တဲ့ uh, I'm in my job, okay. Let me go up and join, join me next time. ုံးပါပဲသူတည်တည်ဆက်ပြလိုက်မယ်ဒါမှသူ join တော့လိမ့်မယ် join တော့ကြည့်ရအောင်ဟုတ်ပြီ join ဖြစ်နေဒါဆိုရင်ဒါဆိုရင်ကောင်းခုခုတော့ join လာ join ဆိုတော့ any pick ပြလိုက်ဒီကောင်ပြီးရရှိမှာချက်ကုတ်စောအဲ့နည်းလို့ပါအာဒီနေရာလေးကိုပြန်လောက်ရမယ်ဆိုတော့ ကတိကောပြန်ဒီပြန်ပေးလိုက် land name ဆက်ဆွဲတော့မှာဆိုတော့ run ပြန်စပါမယ်ဒီလိုရှိရင်အစုံဒီပဲသွားလိုက် okay နောက်ဆက်ကြောင်းပြဿနာမရှိဘူးအော်ဒီနေရာ option ပါမယ် option ကဒီပါအဲ့ဒါ trim number okay ကောင်းအချက်ပြလိုက် okay အချက်ပြလိုက်ဆိုတော့ ်ဒီပိလိုက်နဲ့ထစ်တက်ရသေးတယ်ကြည့်လိုက်မယ်ခေရောက်တာ ISO ပါတော့တက်လျက်သေးတယ်ဒါဆိုရင်ဒီလိုရှင်းပါလာမယ်ဆိုတော့ on top on top ကိုကျွန်တော်တို့လည်းလိုက်တော့မယ် landing ကဒီလေးကနေစမယ် pick the second round တော့ကျွန်တော် second round မရှိဘူးပြ second round ပြတော့ဒါပဲတုံးလိုက်မယ်ဒီလိုတကယ်တုံးမယ်ဒီနေရာမှာ ော့ဘာတော့တော့ switch ပြလိုက်မယ်။နည်းနည်းနည်းလေး tricky ဖြစ်နေတယ်။ Okay ရတော့ရတော့ခုနနည်းနည်းကျွန်တော် point မပြီးတော့ Okay အဲ့ဒီနည်းနဲ့ကျွန်တော်တို့ဒီဆိုတော့ landing လေးရလာပြီ။အဲ့တော့ဒီနည်းမှာဟောဒီ notch နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီ notch Okay ကျွန်တော်ကျွန်တော်ကျန်တဲ့ဟာလေးကိုဖြောက်ထလိုက်မယ်ဒါလေးပဲ select ပေးပြီးတော့ဒီကနေပြီးတော့ iso element လို့လိုက်။ Okay လို့ရှင်းအောင်။ဒီနည်းမှာဟောဒီ nodes နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဒီ styles လေးပေးလိုက်ပြီး edit လုပ်လိုက် okay ဒီ notch မှာဆိုတော့ဒါဒီ notch မလို့တကယ်လို့ notch မဟုတ်ပဲကျွန်တော်က straight ဆိုပြီးပါဖြစ်မယ်ဆိုရင် straight cut ဆိုရင်သူတို့အကုန်လုံး straight cut တွေပြီးကုန်မယ် okay ဒါဒီ straight cut ရဲ့သဘော below zero notch ပဲထားလိုက် line of notch okay အဲ့တော့ဒီ100ဆိုတော့ပါလဲဆိုတော့ extension not extension ဟိုဒီ not ဟိုဒီကောင်းဒီထွက်လာတဲ့ extension 100တကယ်လို့200ထားရင်ပါဖြစ်မယ်200ဆိုတော့ ဟိတဒီ200ပုံမြင်လာမြတ် thickness ဒီလေ loss အပြင်တက100ရှိတယ်အဲ့ဒါကိုဆိုတော့150တိုင်းပါဖြစ်မှာအဲ့ဒီ notch တွေပို့ထူလာမယ်အဲ့တော့ကိုဒီထည့်တဲ့ landing မှာမူတည်ပြီးတော့ဟိုဒီ notch တွေ design မှာမူတည်တော့ design 150တိုင်းမှာဆိုတော့ကျွန်တော် landing ကြီးသူတို့ပို့ထူအောင်ပါပေါ့အဲ့ဒီပုံစံမျိုးနဲ့ကိုကဒီစင်စာလေးမှာ adjust တော့တယ်အဲ့တော့ဒီ100အဲ sorry 10 gap တွေဆိုတော့အဲ့တော့ဟိုဒီကြားမှာရှိတဲ့ gap တွေလို့ဆိုလို့ရတယ်ဆိုတော့ကျွန်တော် zoom ကြီးချက်ကြည့်လိုက်မယ်ဒါကို thickness ကို တင်တိုင်းနဲ့ပဲကြည့်ရမှာဟာဒီ gap ဒီ200ပဲဆိုတော့ edit ပေးမယ်မြန်မာဒါကိုကျွန်တော်100ပဲပြထားမှာဆိုတော့ okay အဲ့တော့ဒီထဲမှာ15လို့ကျင်တယ်ဆိုရင်15ပေးလိုက်ရတယ်ဒါဆို15 15ဆိုလို့ရှိရင်15ဆိုရင်ဒီ15ဖြစ်သွားမယ်ဒါပဲ okay အဲ့ဒီသူ့ရဲ့ control ပုံမှာအပြင်တော့ damage ထားတာပါပဲဒီ gap ကတော့ okay အဲ့ဒီနည်းနဲ့ကျွန်တော်တို့ဒီဘာလို့လဲဆိုတော့ precast တွေကိုကျွန်တော်တိစောက်ကြတယ် ဘယ်လိုပြုကက်စတဲဟောဒီလန်နေပြီဒီရှိတဲ့ပို့လာတယ်ဆိုတော့တွန်းလိန်ရှိဖြစ်မှာဆိုအဲ့ဒီပေးလိုက်ဒီညမှာဒီအောင်ဆိုတော့တော့ဒီရှိကိုပြန်ပြောင်းမယ်အဲ့ဒီ boundary လို့လိုက်ဟောကျွန်တော်လည်းနဲ့ထပ်ပြီးတော့တိုးလိုက်โอเคပြီးလို့ရှိရင်ဒီမှာ line တက်တက်မှာဆိုတော့ဒီလောလောကနေပြီးတော့ line တခုတက်တက်မှာဒီဒီပတ်ခေါမလဲ landing ကိုကျွန်တော်တို့အာ customize လုပ်တော့ဗောနော် shape shape customize လာပြီ finish ပြီလားဒါဆိုရင်ဘာဖြစ်မလဲဆိုတော့ဟိုဟိုဒီနေရာလေးမှာသူ notch လေး automatic ပေါ်ပေးတယ်ဒါသူ deed stay နဲ့သူ attach ဖြစ်နေလို့ရှင် attach မဖြစ်တာမရဘူးနော်ခုနကျွန်တော်မရတဲ့အကြောင်းအရာဒီကောင်းနဲ့ attach မဖြစ်ဘူးဆိုရဲနေရာမှာနဲ့တတိထားနည်းနည်းလေးလောက်ဝင်တယ် okay ဒီနည်းနဲ့ကျွန်တော်တို့ precast stay ကိုဆွဲတယ်အာပြီးတော့ပထမဆုံးတစ်ခုကျွန်တော်ပြောဖို့ကျန်တာကဒီ perform လဲအာ ပါလား example stemmer state ရတော့ကျွန်တော်တို့ component state အတိုင်းပါပဲ component state အတိုင်းကိုပဲသူကဘာလုပ်တာလဲဆိုတော့ဟိုဒီ component state မှာကိုပဲသူကဒီအထဲက monolithic အစသူက non monolithic ကိုတောင်းထားတာပဲအဲ့တော့ monolithic နဲ့ non monolithic လို့ခေါ်လဲဆိုတော့ဒီကောင် edit ကြည့်လိုက်ခေကျွန်တော်ဒီမှာရှိတယ် type promotion type ကိုဒီမှာ example လို့ချိန်ရမယ်နံပါတ်၄ချိန်ပြီးတော့ပြီဆိုလို့ရှိရင်ဟိုဆိုတော့ state of the swim as well. Architecture, architecture be state, state and command domain. So what are assembly domains? asam are assembly domains? Duplicate low line. Solution hurry, assembly domains of demand duplicate low with number premium. So what are ASSEM? Okay, EM. LED is on the stair stair E as well mm -hmm. ဆိုရင်ဒါဒီမှာလိုချင်တဲ့အတိုင်း175ထားမယ်ဒါ250ထားမယ်ဆိုတော့ပြီးနေမှာ run type ရွေးတဲ့အခါမှာ run type ကလည်းသူကပါလို့လဲဆိုတော့ဒီ system family မှာလည်း monolet nan monolet တကူရွေးရတယ်ဒါမှသူ့ရဲ့ hot အောက်မှာရှိတဲ့ type ဒီ nan monolet nan monolet နဲ့ပတ်သက်တဲ့ type ကိုပေါ်လာဒါဆိုရင် check က check က plate thread check က plate thread ဆိုလို့ရှိရင်သူ profile နဲ့လာတယ်ဒါဘုပဲနဲ့သူပေးထားတဲ့ကျွန်တော်ဒါဆိုရင်ဒါတော့ default ပေါ့နော်ကျွန်တော်တို့ name name ရဲ့ size ကိုဒီမှာထည့်ပေးရမှာ default name ရဲ့ size ဒီပါရှိမယ်ဆိုတော့တင်းတင်း50ရှိမယ် width ကတော့သူကျွန်တော် stage ရှိတဲ့အတိုင်းရှိမှာပါဒီလို no scene ထည့်မယ် no scene default ပို့ add ဆက်ပြင်မှာနော်ဒါကျွန်တော်တို့ comp step by sketch ဆွဲတော့အတိုင်းပဲပြောင်းလဲထူးကြမ်း visualizer လေးထုတ်နေဒီကောင်မယ်ဒီနီးနဲ့ဒါလေးထည့်မယ်ပြီးလို့ရှိရင်တိုင်းလုပ်ပြီးတော့အော် okay လို့လာပဲ okay ဒါပါလဲဆိုတော့ riser နဲ့ပတ်သက်ပြီးတော့ထည့်တာ ပြီးလို့ရှိရင်ပါလာမလဲဆိုတော့လန်ဒီနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်လည်းနမ်မိုလိုလက်သစ်လန်ဒီမှာနမ်မိုလိုလက်သစ်ဆိုတဲ့ဟာတည်ချီတယ်ဒီမှာအပြင်ကိုက duplicate လုပ်ပြီးတော့ကိုထည့်ခြင်းနဲ့လန်ဒီတိုက်ပို့တော့မှထည့်လိုက်ရတယ်โอเคပြီးတော့မှပါလာမလဲဆိုတော့အောက်ကဒါတော့ function ကအတူတူပဲပြီးတော့ stringer တွေထည့်မယ် stringer ဆိုတဲ့ထုံးလေးလောက်မယ်အာ example တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့လေးတော့တုံးအပြင် st section တွေထည့်ရတယ်စီတို့အရင်ထည့်ရတယ်ဒါတွေဒီမှာထည့်ရတယ်ပြီးလို့ရှိရင် okay ပြီးပြီးတော့ကျွန်တော်တို့ ဒီကောက်စာဆွဲတဲ့သဘောပဲအဲဒီကွန်ပိုနန့်တစ်ခုရမယ်နောက်ထပ်ဆက်ဆွဲမယ်ဆိုတော့โอเคနောက်ထပ်ဆက်ဆွဲမယ်ဆိုဒီနားနဲ့ဆက်ဆွဲမယ်ဆိုလို့ရှိရင်အဲဒီကွန်ပိုနန့်တစ်ခုရမယ်ပြီးတော့ landing ကိုသူ့အတူ automatic create လုပ်ပေးနေမယ်နောက်ဆုံး last landing ယူတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့က landing တုံးပြီးတော့နေရာမှာ server ဇိုးကျွန်တော်ဒီနာမည်ယူပေးလိုက်မယ်ဘယ်နဲ့ယူပေးလိုက်မယ်ဆိုတော့ to the 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 structure uh, the framing ကို automatic လိုက်ပေးထားမှတာပဲအဲ့တော့ဒီနေရာမှာကျွန်တော်ပါလဲဆိုတော့ shade နဲ့ကြည့်လိုက်ရင်တော့ဒီမှာ tray ရယ်ကျွန်တော် rise ရယ်ဒါလည်းအဲ့တော့ဒီနေရာမှာ rise မလို့ခြင်းဆိုရင် holy state type ကိုကျွန်တော်ပါလောက်ရမလဲဆိုတော့ rise နေရာမှာဒီဒီ run type နေရာမှာကျွန်တော် type ပြောင်းလိုက် duplicate မှာ rise only ပေါ့အာ I was sorry tray only ဆိုတော့ track only ဆိုပြီးတော့ရေးပြီးတော့ horizon တွေမှာ riser တွေကို check လုပ်ချလိုက် slant က slant ရှိနေတာပဲ slant မထားလည်းတော့မရှိဘူးကြည့်ပေးလိုက်ရင် apply လုပ်လိုက် okay လုပ်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာပခုံးလဲ thread တက်ပဲ riser မပါတော့ဒီနေရာမှာကျွန်တော်တို့က industry ရဲ့ time နဲ့ဒီပခုံးလဲ check up plate ထည့်နေတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ type ပြန်သွားဒီနေရာမှာဘာလုပ်ရမလဲဆိုတော့ run နေရာမှာ name တို့လည်းဒီ lane ရဲ့အစ sorry ဒီ thread အော်ဒီအစားမှာပါယူလိုက်မယ်ဆို check up play ယူလိုက်အဲ့ဒါသူ check up play ကသူ့ရဲ့ profile ထဲမှာရှိပြီးသား okay ပြလိုက် line ဒီဆိုရင် putty shape လေးမြင်ရမယ်ဒါဒီကျွန်တော်တို့အာ example state တခုကိုကျွန်တော်တို့ဒီ component တုံးပြီးတော့ကျွန်တော်တို့ဆွဲတာပဲဟွန်း okay ဒါတော့ state တုံးရတော့ဟောနော်ပြီးတော့မှကျွန်တော်တို့ henry ကို set ထည့်မယ် henry ကနည်းနည်းပို့ပြီးတော့အာ league ထည့် ိုးပြီးတော့လက်ဝင်ပြီးတော့ပို့ပြီးတော့ပြောစရာတွေအများတယ်ကျွန်တော်ခွင့်သိမ်းတော့ Henry ကိုဗီဒီယိုကလစ်လောက်ပြီးတော့အကြံဉာဏ်ရှင်းပြအောင်ကျွန်တော်လည်း Henry နဲ့ပတ်သက်ပြီးတော့လေ့လာစရာတွေရှိသေးတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်